ြည်သူတရာထက်တာရင်အရေးချင်းနေရှိရဲဆိုပြီးအတိမတ်ပြုတ်ခန့်နေရတဲ့စစ်လုံဝတီထက် MCL ပြည်သက်များအလုံးမဲမင်္ဂလာပါရှင်စစ်လုံဝတီထက်နဲ့ပြည်သူတရာတို့ကအမှုပညာလောကမှာအရှိန်အဝါမြင့်ဆုံးမင်းသမီးနေအောင်ရဲ့မျိုးဆက်တွေဆိုရင်မှတ်မှားပါဘူးမိခင်ဖြစ်တဲ့တထက်မုံနဲ့အိန္ဒြာကျော်စင်တို့ကအောင်မြင်မှုအထွတ်ထိပ်ကိုရယူထားနိုင်တဲ့မင်းသမီးတွေပါဒါကြောင့်မလို့လေသူတို့နေအောင်ရဲ့မျိုးဆက်ဖြစ်တဲ့စစ်လုံဝတီထက်နဲ့ပြည်သူတရာတို့ကိုပြည်သက်တွေကစိတ်ဝင်စားနေကြတာပါတထက်မုံရဲ့သမီးဖြစ်တဲ့စစ်လုံဝတီထက်ကအမှုပညာလောကမှာအရှိန် င်ဆုံးချီးချခဲ့တာပါမိခင်ဖြစ်သူရဲ့အချိန်ဝါရီနဲ့တော်ညာမင်းသမီးလေးတယောက်ပြင်ရက်တည်လာခဲ့တာပါအိမ်နာကျော်စင်ရဲ့သမီးဖြစ်သူပြည်သူဒရာလီကတော့အမှုပညာလုပ်တွေလည်းဘာမှမလုပ်ဖြစ်သေးပါဘူးမိဘရင်းကိုတိုင်ကအမှုပညာလုပ်တွေရနာထားတာဖြစ်တဲ့အတွက်ပြည်သူဒရာကလည်းအမှုပညာနယ်ပယ်ကိုချီးချခွင့်မရသေးပါဘူးဒါပေမဲ့ပြည်သူဒရာလီကအရွယ်ရောက်လာတာနဲ့အများလှသွေးကြွယ်လာခဲ့တာပါငငယ်တုန်းကနဲ့မတူပဲရုပ်ရည်ကပြောင်းလဲသွားတာကြောင့်လေပရိသတ်တွေကစိတ်ဝင်စားနေတာပါဒါအပြင်ပြည်သူဒရာလီက தான் ပြီးခဲ့တဲ့ရက်ပိုင်းမှာလူရှိထွက်ကလူလုံးပြရရတဲ့ပွဲတွေတက်ရောက်နေကြတာပါအိန္ဒါကျော်စင်ရဲ့တူမဖြစ်သူကမင်္ဂလာဆောင်တာကြောင့်ပြည်သူဒရာလေးပါတက်ရောက်ပြီးခဲ့ရပါတယ်ဒါအပြင်အဆိုပါပွဲမှာအမတဝံခွဲဖြစ်တဲ့မေတုခိုင်နဲ့အတူတူပန်းကျင်းဖြင့်ပွဲတိုင်းပါဝင်ပြီးနိုင်ခဲ့တာပါမင်္ဂလာပွဲတိုင်းမှာပါဝင်ပြီးခဲ့ရတာလူရှိကိုပထမဆုံးချိန်ခုလိုထွက်ပြတာဆိုလည်းမမားပါဘူးမင်္ဂလာပွဲမှာပြည်သူဒရာရဲ့အပြုအမူတွေကပြည်သက်တွေချမ်းမှပြောဆရာဖြစ်ခဲ့ပါတယ်ပြည်သူဒရာကပန်းကင်နီနဲ့မင်္ဂလာခမ်းမတွေမှာရှောက်တဲ့အချိန်မှာမျက်နှာ ာကိုအရန်တီလွန်နေတာကြောင့်လူပြောများနေတာပါဒါပြင်မင်္ဂလာပွဲကိုလာကြတဲ့သူတွေကပြည်သူတို့ရာနဲ့အမတ်တရားတပ်ပုံတွေရိုက်ထားကြပါတယ်အမတ်တရားတပ်ပုံရိုက်တဲ့အချိန်မှာလည်းပြည်သူတို့ရာကပုံတိုင်းမှာမျက်နှာတီလို့ဖြစ်နေကြတာပါဒါကြောင့်မလို့လေအိမ်ရာကျော်စင်းရဲ့တမိကမျက်နှာချီမိုးတယ်ဆိုပြီးစကားတန်နေထွက်လာကြတာပါ ဒါအပြင်တချို့ပြည်သက်တွေကဒိတ်တိတ်ချင်းမင်းသမီးရဲ့သမီးချင်းဖြစ်တဲ့စလုံးဝတီထက်နဲ့နိုင်ရှင်နာမျိုးတွေတောင်ရှိလာခဲ့ပါတယ်။စလုံးဝတီထက်ကလူရှိထွက်တဲ့အချိန်ဆိုရင်အမြဲတမ်းပြုံးရင်ဒီတက်ခါဖော်ရွှေမှုရှိရဲဆိုပြီးထောက်ပြနေတာပါ။ဒါအပြင်အမှုပညာရဝန်ကိုချိန်ချတဲ့အချိန်မှာရှဲတင်းမှုရှိရဲလို့လည်းအတိမတ်ပြုနေကြတာဖြစ်ပါတယ်။တစ်ဖက်ကပြည်သူတို့ကလူရှိမှလည်းတိတ်မထွက်ရတာမို့လူကြောက်တယ်လို့ဖြစ်နေတာပါ။ပြည်သူတို့ကဆွေမျိုးတွေစုံတဲ့အချိန်ဆိုရင်လက်ခံအင်းကြီးတာနေတတ်တာပါ။စကားလေးလုံးတောင်မပြောဘဲနေတတ်တာမို့လူများချာမှမျက်နှာတီနေရက ာဖြစ်ပါတယ်။ဒိဋ္ဌိချင်းမင်းသမီးဖြစ်တာမို့မျက်နှာမူယကစာဝေဖန်ပြောဆိုခံရတာလည်းဖြစ်နိုင်ပါတယ်။ငငယ်တုန်းကလည်းပြည်သူတို့ကရှုံးရီတိတ်မချောတာကြောင့်ဝေဖန်ခံခဲ့ရတာပါ။ပြည်သူတို့ကိုအခုလိုဝေဖန်နေကြတဲ့အပေါ်မှာမိခင်ဖြစ်သူအိမ်နွားကျော်စင်ကတော့ဘာမှတုံ့ပြန်မှုမရှိပါဘူး။အိမ်နွားကျော်စင်ကရှိုက်ကွင်းကြီးတွေလည်းမလုပ်သေးပဲကြော်ညာတွေရိုက်ယုံလောက်တာအမှုပညာလုပ်ကိုလုပ်တာပါ။ဒါကြောင့်မလို့ပြည်သူတို့ကိုကြော်ညာကတိုင်းရာချီနဲ့အလုတ်အတာတော့အိမ်နွားကျော်စင်ကပေးရိုက်တာမျိုးမရှိသေးဘူး။ပြည်သူတို့ကနေစစ်လုံးဝတီထတ်တို့နေရာမှာဘသူက အနုပညာပါဏီပူပါတယ်လို့ပရိသတ်ကြီးအနေနဲ့ထင်လဲဆိုတာပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်